ူကရိန်းဒီရုရှားတပ်များကိုဖျက်ဆီးရန်အတွက် US Switch Blade တေကလေးကိုအသုံးပြုခဲ့သည် ကွန်ဒရီရှိလူကြီးများခင်ဗျာယူကရိန်းဟာတင်ကားစစ်ပွဲသို့ switch ဘာလို့ခေါ်တယ်လဲတုံးပြလာပြီး၎င်းအမေရိကန်တို့ထုတ်လုပ်ထားတဲ့နောက်ဆုံးပေါ် scene connector ဖြစ်ပါတယ်။ Oscar ဆိုရဖြစ်ဖြစ်တင်ဆက်ခုမှာတင်ရတနက်ကင်တောင်းသုံးဆိုပါဆို။ဒါပေမဲ့၂၁ရာစုမှာတော့ယူကရိန်းဟာရုရှားတင်ကားများကိုတိုက်ခိုက်ရန်အတွက် switch ဘာတစ်ခုတုံးပြခဲ့ပြီးရုရှားတန်ကြပ်ကကားများကိုအောင်မြင်စွာချိန်မုန်းနိုင်ခဲ့ပါ။ social media ပေါ်မှာပြန့်နေနေတဲ့ video အမေရိကန်တို့တင်ထားတဲ့ပုံများကြီးစံများတော့မဟုတ် comic case drone များပေါ်ဝင်တော့ switch ဘာဖြစ် ြင့်ယူကရိန်းတို့ဟာရုရှား T-72 ပြင်းထန်တိုက်ပွဲဝင်တင်ကားများကိုတိုက်ခိုက်နေတဲ့အကြောင်းပဲ။ငွေသောဒွန်ဘတ်တွင်စစ်ပွဲကြာရှုံးထူးဆစ်စင်တပ်ဖွဲ့ပေါ် NATO တုံ့ပြန်ရေးတပ်ဖွဲ့လေ့ကျင့်မှု2016ခုနှစ်တွင်ပုံစံပြန်လည်ဖွဲ့စည်းထားသောယူကရိန်းတပ်ဖွဲ့ယူကရိန်းစာမျက်နှာကိုပြုပြင်ပြောင်းလဲရန်လက်နက်များမြင့်တင်ရန်ကြိုးပမ်းခဲ့ပါတယ်။ဖိလစ်ကိုအန်ယူကရိန်းကိုမောင်းနှင်မဲ့လေယာဉ်တွေထောက်ပံ့ပေးဖို့စုံဖြစ်လိုက်တာနဲ့တင်ကားပင်မတိုက်ပွဲကိုပြင်းထန်ထားဖို့ drone တွေကိုတုံ့ပြန်ပြီးပြင်းထန်ခတ်တိုက်ခိုက်ခဲ့ရပြီ။ကျွမ်းကျင်သူများစွာသည် switch bar ကိုစစ်မြေပြင်၎င်း၏လုံ းဆောင်နိုင်စွာကာချားချက်ပေါ်တန်ရဝင်ငွေဒေါ်လာဘီလျံများစွာတက်မှုရဲ့လက်နက်တွေယူကရိန်းသို့ပေးပို့ခဲ့ပါတယ်။၎င်းတို့ထဲမှာချုံ Javelin Lancer F148 တင်ကားဖြတ်လက်နက်များနဲ့ Fuse 2လေယာဉ်ပစ်ဒုံးများစသည်တို့ပါတယ်။ချားလက်နက်များထက်ပိုစင်းမြင့်ပြီးဒုံးဘက်စစ်ပွဲအတွက် ပိုသင့်လို့ M777 155 M towing hobbyzas ကဲ့သို့သောလက်နက်များကိုလည်းပုံမကျေပြန့်စွာတုံးထားပါတယ်။ထို့သော Mambly Mambly Switch Bar MO ဟာတိကျသိသိပြင်မဲ့ချိန်ဆမှုများတရုံနိုင်လောက်အောင်ပြက်ခတ်မှာကိုပံ့ပိုးပေးသည့် Switch Blade ကို Rocket Launcher တွေထဲမှာစိုက်ဝင်စွာဖွဲ့အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပြီး Switch Blade ဒီအလွန်ကြည်လင့်တိတ်တည်ဆောင်သွားနိုင်သော Weapon Carrier တစ်မျိုးဖြစ်ပါတယ်။၎င်းသည်ပြင်မဲ့စီတဲ့နောက်တစ်ဆက်တည်းတိုက်ခိုက်သည့် Kamikaze ကဲ့သို့လုံဆောင်လာပါတယ်။ဘုံများနဲ့ Niyu ဟာမြောက်တုံးကြီးများကို switch bar တစ်ခုရဲ့တွင်တပါးတည်းထင်တာတင်ဆောင်ပေးနိုင်ပါတယ်။ထို့နောက်စစ်သားတွေဟာပြတ်မှတ်ချိန်ပြီးလေထဲကနေပြစ်ချလိုက်အောင် server drone များကိုတင်လာများတန်ကြာကားများနဲ့ tracker များကိုပြစ်မှတ်ထားတိုက်ခိုက်ရင်အောင်မြင်စွာအသုံးပြုခဲ့ကြပါ။ display drone ရင်နဲ့အမြောက်များဒီပြစ်လို့ရင်မိနစ်နဲ့မကြာတော့လေတနာရီလအနည်းဆုံးမိုင်း100နောက်ဖြစ်ပြန်တန်းနိုင်ပြီး model 600ဒီပေါင်90တာလေးကျင်ရှိရပြီ။24မိုင်အကွာဝေးက ကျမတ်တွေကိုမိနစ်40အထိထိန်းကနေကြာနေတိမစ်ဘာမှာရမ်းမိုက်တာကတော့၎င်းရဲ့တိုက်ခိုက်မှုစီစဉ်ကိုပိတ်ပစ်နေတာပါပဲ GP ကျမတ်မရှိရင် GPS ကကျမတ်ကိုတူးလို့လို့ပိတ်ချနိုင်ပြီးလူဘူရိုင်းလည်းထိန်းချုပ်နိုင်မယ်၎င်းဒီပင်မတိုက်ဝဲဝဲတင်ကားများကိုတိုက်ခိုက်ရင်ပြီးပြီးဆုံးတော့လက်နက်ဖြင့်တက်တည်ပြ Switch Blade လက်နက်မှာဗားရှင်းတွေပါတယ် Tactical Drone Switch Blade 300နဲ့ Switch Blade 600လို့ပါပါတယ်တွေ့ရရင် Two Model နှစ်ခုတည်းကွဲပြားတာကတော့တက်စင်တာတွေထိန်းမှုရေစာဖြစ်ပါတယ် Switch Blade 300ဒီ Lunar ကျင်းပပဝင်းကျင်များကိုရှောင်ရှားတိုက်ခတ်ရန်ဒိုင်းထုတ်ထားပြီးအရာနှင်းချီတော့ Claymore C4 ဖောက်ခွဲရေးပစ္စည်းများဖြင့်တိုက်ပွဲများတွင်အသုံးပြုသောရွေစားရှိထိပ်ဖို့တက်စင်300ပါရှင်သည်နှစ်ပေတာရှိပြီး၄ချိန်၅ပေါင်ကျော်သာရှိသောဘောလုံးငယ်ဖြစ်ပါသည်။ကွာဝေး6မိုင်ကိုမြန်လုံး2နာရီမိုင်100ဖြင့်15မိနစ်ထိုင်နေပြည့်လွတ်နိုင်ပါသည်။ Switch Blade စစ်ဆန်ရသည့်တမ်နီကိုလည်းဒီဇိုင်းထုတ်လုပ်ထားပြီးဒါပြီးတော့ ပေါင်၁၂၀ခန်းလေးကျင်ရှိသောပူကြီးသောထိပ်ပူများကိုတက်ဆင်ထားပါသည်။စစ်စံရွက်မော်လေဖောက်ခွဲရေးပုံဤယခုပါရှိမှာတော့အပြည့်ရ148လံပြည့်လောင်ချခဲ့သို့သောထိပ်ပူတစ်လုံးပါရှိတင်ကားများနှင့်ခြားတန်ချက်ကသို့မဟုတ်မာကျောသောပြည့်မှတ်များကိုချိန်မုံရန်အတွက်အထူးဒီဇိုင်းပြုထုတ်လုပ်ထားပါသည်။ကွာဝေးကွာဝေး24မိုင်သို့မဟုတ်40တိပြည့်ခန့်နိုင်မိုင်90လုံးဖြင့်ပြည့်လွတ်နိုင်ကလိုအပ်ပါကတနာဤလင်135မိုင်အထိပါသည်။စစ်စပလိတ်တက်ဆင်ထားသောနယ်ကိုအမေရိကန်စစ်တပ်အတွက်ပထမဆုံးတူချင်ခဲ့ပါသည်။ အဖဂန်နစ္စတန်ရှိအမေရိကန်စစ်တပ်ကဝေးမှရှိနေတဲ့တာလီဘန်များနဲ့အဖဂန်တိုက်ခိုက်ရေးတမန်တိုက်ခိုက်ရေးခက်ခဲစစ်ပွားကြီး၎င်းတို့ဟာပြစ်မှတ်ထားရင်ပုံမလုံလုံစေခဲ့ပြီးပုံမှန်ယူနစ်ရဲ့အထူးစင်ညာကိုပုံမှန်ယူနစ်ရဲ့တာတိတိတတ်တာပို့၍ တူတောင်းတော့ကွာဝေးမှတောင်းရလို့မျိုးဖိရှားနိုင်ပါတယ်။ Iraq နဲ့ Syria မှာ Islamist တွေရဲချင်းချောင်းမှုကို American စစ်တပ်ကတုံ့ပြန်တယ်။ Tunisia Resist Party ကစစ်တပ်အတွက်အလွန်ကောင်းမွန်တကြသောတိုက်ခိုက်ဆန်းရည်ကိုပြနိုင်ပြီးဘာကုကဲမှုသူစဉ် US ကို Supreme 2010ခုနှစ်အစောပိုင်းကာလများတွင်အဆိုပါလက်နက်များကိုပထမဆုံးတင်သွင်းခဲ့သော Switchblade ၏အဓိကဖောက်သည်များပါတယ်။2021ခုနှစ်စက်တင်ဘာလတွင် Switchblade 600ဒေါ်လာ20 million စာချုပ်ပေးပါတယ်။ Switchblade 600သည်မြင်ကွင်း၌မရှိသောတိုက်ခိုက်ပြင်းမ တ်များခြေရခန္ဓာခြေရခန္ဓာနှင့်အပေါ်သောတန်ဆက်ခါရင်များကိုဒီကြပြက်ခန့်နဲ့ပေးကြည့်နိုင်လောက်တူပါဆိုကုမဆစ်ပလေးစံရင်းကဲနောက်ရှုများဇာကျုပ်ကိုကြားလိုက်တော့အတွေ့အထုတ်ကုန်လိုင်းမကွန်စီကဆိုကုမဒီဆစ်ပလေး600နဲ့ဆစ်ပလေး300လော့စ်ကျုပ်များကိုမိဒီပဝင်ခြင်းနဲ့အတိုင်းငင်းနဲ့ရေလျားမှုပေါ်မြင်စပိုးဆောင်တဲ့အော်ပရေတာများအရင်တွေ့ရ AI နဲ့တဲဝိုင်းတော်ဖြင့်တာလွန်တော့အင်အားကန့်ကြီးစွာပတ်မှုပေးနိုင်ကြောင်းလည်းတွေ့ရပါတယ်တရားမှုရှိလာသောအခါတွင်တန်တိတ်စနစ်များကိုထည့်သွင်းထားပြီး model မ များကိုပါရနိုင်သောထောက်ထားများဖော်ပြကြပါယူကရိန်းစစ်တပ်စစ်ပွဲတွင်ပြည်သူတွေတရားမှုရှိစေရန် Switchblade 300နှင့် Switchblade 600တက်တီကယ် drones နှင့်များအသုံးပြုခဲ့ပါလူအတော်ဖြစ်စွမ်းအသေးငယ်သည့် Switchblade 300တွင်တင်ကားအားပြင်းထန်စွာတိုက်ခိုက်မှုတစ်စုံတည်းရမဖြစ်ပေါ်သေးနိုင်ပါသို့တော်လည်း300ဒီပြင်းမှတ်ကိုတိကျစွာချိန်ယူနိုင်ပြီးပြင်းမှတ်များရှုပ်ထွေးနေပါကလူလျောပိတ်ချနိုင်ထို့ကြောင့်ရင်းစာယူကရိန်းမိုင်းလူရင်းတို့ကတဲ့အချင်းကိုတတ်တာစနေရုရှားတင်ကားရတဲ့သူတို့တွေဟာမူတမ်းများထွက်ခွာသွားခြင်းနဲ့သူတို့တွေက ာရုရှားတင်ကာပုံမနေပြည်စံများပြစ်လို့ပူရဲမရှိတော့တင်ကာတစီတိုက်ခိုက်နေမှာပေါ့။သူငယ်ပြည်ရတတပတ်နေငယ်ကရုရှားစစ်တဲကျူးကျော်ဝင်ရောက်လာတော့ယူကရိန်းဒီကြောင်ပတ်ဝန်းကျင်တွင်တနက်သမားအတွက် Switch 300နဲ့600တို့ကိုကင်းတော့ဒရုန်းစနစ်ဖြင့်ရှာဖွေရန်ဒီဇိုင်းထုတ်ထားသည့်အာယုံခံကိရိယာတစ်ခုကိုပြင်ဆင်လာတာတွေ့ရပါတယ်။ ဒုက္ခရယာယူနစ်တခြား drone ငယ်များကိုတုံးပြူကထောက်လန့်ခြင်းဖြင့် switch plate ကိုပြင်မဲ့စီမရောမီ drone မှာပြင်မှတ်ထားသောချက်လက်များကိုအာယုံကစနစ်များဖြင့်စူးစမ်းလေ့လာကအေးရတစ်ခုစီကိုလွဲပြောင်းပေးနိုင်သည်ထို့ကြောင့်ပြစ်ခတ်မှုစနစ်သည်ပြမသုံးချိန်ထည့်တင်ထားသည့်ထိန်းချုပ်မှုများထိန်းချောင်းပေးပြီး operator ၏စွမ်းရည်မြင့်ကိုမြင့်စေရန်မြင့်တင်ပေးပါသည် ထောက်လန့်မှုစွမ်းရည်အားဒုံးကျည်ပြစ်ခတ်တိကျမှုကိုတိုးတက်စေပါသည် ကဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်လေချောင်းပတ်ဝန်းကျင်ရှိမောင်းငူမဲ့လေချောင်းရှင်များရောင်းချခြင်းဆိုင်ရာဒူဩကတာဌာနမှူး Charles Dean မှ USE ပုံမှန်လေဘက်မှုနှင့်အထူးသဖြင့် Puma Cars များကိုအသုံးပြုသော drone စနစ်များသည် Switch Parkes များကိုစင်မြင့်တင်ရန်အတွက် Ion Khan ကရိယာများနှင့် Live Pet သို့ Meteor Dapper Program ၏ ပြောင်းလဲလာခြင်းဖြစ်ကြောင်းပြောကြခဲ့တာတင်မင်းတမန်ကေတော်စန်းချီတို့မဟုတ် CCLA လို့ခေါ်ပါတယ်အဓိကကွာခြားချက်မှာ CCLA ဒီပြန်တမ်းနေစဉ်ရင်နောက်စုဆက်တာသော fiber optic cable ကိုမြှင့်ခုနေခြင်းဖြစ်ပါတယ် modern switch များသည့် Afghanistan တွင်တာဝန်ထမ်းဆောင်နေသော American စစ်တပ်၏လိုအပ်ချက်များကိုဖြည့်ဆည်းရန်ဒီဇိုင်းထုတ်ထားသည့်ပုံမှန်ခင်မီသော ရေဒီယိုလမ်းညွှန်စနစ်စက်ပစ္စည်းများကိုအသုံးပြုပါတယ်အထူးသဖြင့်ယူဆသောရန်သူ၏ခြုံငုံတိုက်ခိုက်မှုများကိုဓာတ်ဆီပိစုံရန်လိုအပ်သောလေကြောင်းပစ်ကူစားထုတ်မှုဖြစ်သို့မဟုတ်ရန်သူကိုဖိနှိပ်သူအထူးသဖြင့်ဆေးမော်တန်ဟုခေါ်သောရန်သူတပွဲများကိုဖိနှိပ်တိုက်ခိုက်သည့်ပုံစံမျိုးနဲ့ ပုံပေါ်ထားပါတယ်ကက်စပြဿနာကတော့စစ်သားတွေကလွယ်နေချိန်မှာလေကြောင်းထောက်ပံ့မှုရောက်ရှိလာဖို့တုံးဆိုင်ဆောင်ဆိုင်နေရဖြစ်ပြီးကက်စာဈေးကြီးတဲ့အပြင်တစ်ဖက်မှာဆုံးရှုံးမှုတွေများဖို့လားလာရှိနေပါတယ်ဈေးပေါ်သော switch plate တွေပျက်စီးမှုကိုရွှေ့ရှားရင်တိုင်းထုတ်တာပြီးအချိန်တိုအတွင်းပြတ်ခတ်နိုင်ခြင်းရှိရလေဖြစ်ပါတယ်၎င်းတွင်တက်စင်တာသည်တစုတည်းသောထိတ်ဖို့သည့်အေးတန်းကိုတုံ့ပြန်ခြင်းတွင်ထိရောက်မှုရှိတော်လဲ switch plate သည်ရှင်းသင်နိုင်ခြင်းမြန်မာလာစေရန်မျှော်လင့်နေသောစစ်တပ်များအတွက်ကောင်းသောရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်မင်္ဂလာပါရှင်ဒီနေ့တင်ပြမယ့် ဲ့ဗီဒီယိုရဲ့ကောင်းစဉ်ကတော့ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှု ယူကရိန်းစစ်သားများသည် မြေကျွန်းရှိရုရှားစစ်သင်္ဘောများကိုနှိမ့်ယုတ်ရန်အတွက်ဟာပိုမစ်ဆယ်လစ်များစတဲ့လက်နက်များကိုအသုံးပြုကာပြန်သွားကြသည့်အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။မြန်မာတပ်မတော်ဗဟုသုတအနေဖြင့်ပြည်သက်များအားလုံးကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကို tissue ပေးခေါ်လိုက်ပါရစေ။ကိုပင်ဟေကင်းရဲ့ဂတိကဝေပြုထားတဲ့ဒုံးကျည်ပြည်လုံးလ လန်လက်နက်များနဲ့ယူကရိန်းအတွက်လောင်စာတဆင်းကိုပံ့ပိုးပြီးရန်ထောက်ပံ့ပြီးရန်အတွက်လင်းလာနေကအကျညာခဲ့ပါတယ်။ဖေဖော်ဝါရီလတွင်ရုရှားကျူးကျော်မှုနောက်ပိုင်းပထမဆုံးသောနမိတ်လက္ခဏာအားဖြစ်ပြီးတော့ကျွန်တို့ရဲ့ဖန်တီးမှုတွင်မိမောင်းဖိုးပြနိုင်တဲ့အကွာအဝေးကိုချဲ့ထွန်နိုင်တဲ့လက်နက်များဖန်တီးခြင်းကြောင့်ရရှိပြီးပထမဆုံးသောလက္ခဏာဖြစ်ပါတယ်။ယူကရိန်းအဆိုလို့ရှိရင်နေရင်ပြစ်တုံးကြီးများနဲ့တာဝဲပြစ်တုံးကြီးများကဲ့သို့သောအစင်းမြင့်လက်နက်များ ကိုရှောက်ဖွေနေတော်လဲပဲယခုချိန်အထိတာတိုးပြစ်လောင်ချာများတင်းဖြတ်လက်နက်များနှင့်လက်လှန်ကဲ့သို့သောအမြောင်အမြတ်လက်နက်တာတိုးပြစ်လက်နက်များဖြင့်တိုက်ခိုက်လျက်ရှိပါသည်ရုရှားရေတွက်ကိုယူကရိန်းပြည်လည်နဲ့စိတ်ကမ်းမှတွန်းထုတ်ရန်အတွက်အသုံးပြုနိုင်သည့်လက်နက်များကိုဗိုလ်အင်းကုမ္ပဏီကယူကရိန်းတပ်ဖွဲ့ဝင်များအတွက်တင်ပို့အုပ်ခွင့်ပြုထားပါသည်အခြားလေယာထွက်ကုန်များဆက်လက်လုံဆောင်ရန်အတွက် ယူကရိန်းဟာဆိုလို့ရှိရင်ဒိမတ်ထံမှသ တင်မောဖြတ်ဒုံးကြီးများကိုစတင်လက်ခံနေပြီဖြစ်ကြောင်း၎င်းအားဆိုလို့ရှိရင်ရုရှားကျူးကျော်စစ်ကိုတိုက်ထုတ်နေသည့်တိုက်ခွဲဝင်များနှစ်ဦးစလုံး၏တွန်းအားဖြင့်အမြောက်တပ်အမြောက်ရင်တစီကိုယူကရိန်းနိုင်ငံမှာစတင်လက်ခံနေပြီဟုစနေနေ့တွင်ပြောကြားခဲ့ပါသည်။ရန်နီခော့မှ၎င်း၏ Facebook စာမျက်နှာတွင်ကျွန်တို့ရဲ့နိုင်ငံရဲ့ကံယူရန်ကိုကောက်ွယ်ဖို့လက်နက်တွေလှန်တုံးတွေတက်စင်ုံတွေမကပါဘူး။လေ့ကျင့်တင်ကြားထားတဲ့ယူကရိန်းအသင်းများဖြစ်ရဲ့တင်မောဖြတ်ဒုံးပြန် င်များကိုဖေဖော်ဝါရီ24ရက်နေ့တွင်စတင်တိုက်ခိုက်ပြီးရနောက်မှာဆိုလို့ရှိရင်ယူကရိန်းနိုင်ငံတောင်ပိုင်းအိုဒက်ဆာစိတ်ကမ်းအပါဝင်နိုင်ငံရဲ့ကံယူရန်ကိုကာကွယ်ရန်အတွက်တင်မောဖြတ်ဒုံးကျည်များကိုတာတိုပြစ်ပ မိုင်းများကိုအသုံးပြုပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားကယူကရိန်းစိတ်ကမ်းကိုရေတပ်ပိတ်ဆို့ထားရမှာ အရေးပါတဲ့စပားတင်ပို့မှုကိုဟန်တာခဲ့တယ်လို့ဖြစ်ပြီးတော့ယူကရိန်းနိုင်ငံကိုဒုံးကျည်နဲ့တိုက်ခတ်ရမှာအနောက်နိုင်ငံတွေရဲ့စစ်ပဲဆိုင်ရာအကူအညီတွေစတင်ရရှိခဲ့တာကြောင့်မလို့လက်လက်တွေထောက်ပံ့မှုတွေဟာအရေးအတွက်များစွာရရှိသည်မှာပူပေါင်းဆောင်ရွက်မှုရဲ့ရလက်လို့ဆိုပါတယ်။ဒိမတ်နိုင်ငံမှာပို့ဆောင်မှုတွင်၎င်းတို့ရဲ့ပြည်ထိုင်မိတ်ဆွေများပါဝင်မှုကြောင့်မလို့လုံးဆ ောင်ခဲ့တာဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီး Lloyd Austin ကတင်းလာနေတွင်ပြောကြားခဲ့ပါတယ်။ဒိမတ်ဟာဆိုလို့ရှိရင် ယူကရိန်းစစ်တပ်အားပြစ်မှတ်ကိုကြာရှည်စွာတိုက်ခိုက်နိုင်စေမည်မွမ်းမံထားတဲ့ M100 ကိုအပါအဝင် အကြီးစားလက်နက်အများအများကိုယူကရိန်းကလက်ခံရရှိထားကြောင်းလက်နက်အရေးအတွက်မှာဆိုလို့ရှိရင်လည်းအရင်လကအထောက်ပံ့မှုတွေထက်ပိုမိုများကြားကြောင်းဒိမတ်ကပြောကြားခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့ဝင်အနေစုဟာဆိုလို့ရှိရင်ဟေးဝစ်စာများအသုံးပြုပြီးတော့ American စစ်တပ် မှလေ့ကျင့်မှုတွေစတင်နေပြီးဟုလည်းအကြီးတန်းအမေရိကန်ကကွေးရာရှိတဦးကပြောကြားခဲ့ပါတယ်ကျွန်တို့တို့ရောက်ထားတဲ့ဒီတာဝေးပြည် M290 မာတီစတိတုံးပြန်လောင်ချခုယူကရိန်းအတွက်ထောက်ပံ့မှုပေးပြီးတော့၎င်းတို့တို့ရဲ့နိုင်ငံအရှိတ်မှာရှိတဲ့ရုရှားစစ်တပ်အားတွန်းလှန်ရန်အတွက်ဒီပစ္စည်းတွေကိုရုရှားရာသီဥတုတိုင်းတွင်အသုံးပြုဖို့ရန်အာမခံလိုပါတယ်အာမခံနေကြောင်းပြကြပါတယ်ယူကရိန်းကိုစစ်မဲ့နေမည်အဖြစ်နဲ့ဖယ်ရှားဖို့ အထူးလှုပ်ဆောင်နေပြီးတော့ယူကရိန်းအစွန်းရောက်ရုရှားအမျိုးသားရေးဝါဒီနန်းကိုမဟာမိတ်တွေက AB ရ92ရက်နေ့ကယူကရိန်းကို ကျူးကျော်ဖို့မှာရွံ့တဲ့အကြောင်းပြချက်ဖြစ်တယ်လို့လည်းပဲရုရှားနိုင်ငံသားအချို့ကပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့ကံယူရန်များကိုကာကွယ်ဖို့ရန်အတွက်လက်နက်နဲ့ဒုံးပစ်လောင်ချာများပံ့ပိုးပေးမိဖြစ်ကြောင်းကိုလည်းပဲယနေ့ကအကျညာတဲ့အတွက်ကြောင့်မလို့ဒိမတ်ကိုအထူးကျေးဇူးတင်ရှိကြောင်းကာကွယ်ရေးဝန်ကြီး Laurel Austin ကပြောကြားခဲ့ပါတယ်။ ၎င်းရဲ့စိတ်ကန်းကိုတင်းပေါ်များနဲ့မိုင်းများဖြင့်ပိတ်ဆို့ထားတာကြောင့်မယူကရိန်းနိုင်ငံသို့မဟုတ်ယူကရိန်းနိုင်ငံသို့ကီလိုမီတာ100ကျော်အကွာဝေးရှိရဲ့တင်းပေါ်ဆက်ကျင်ရေးဆွဲရင်များပုံပုံရရှိစီရန် ကုညီဆောင်ရွက်လျက်ရှိပါတယ်။ ဤကဲ့သို့လုပ်ငန်းစဉ်ဟာဆိုလို့ရှိရင်ယူကရိန်းရဲ့စွန့်ရည်နဲ့ရုရှားကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြင်းထန်မှုတွေကိုတွုံးမြင့်ရဲ့အတွက်အရေးကြီးပြီးတော့အတိုင်းအတာတစ်ခုအတည်းမဟာဖြူဟာဖြစ်တယ်လို့လည်းနိုင်ငံတကာလိလာရေးဌာနမှာအကြီးအကျယ်လှုပ်ပေါ်ကိုင်ပတ်တုံကော်ရာကူကပြောကြားခဲ့ပါတယ်။ယူကရိန်းနိုင်ငံသို့မဟုတ်လွှတ်တော်တည်ရင်မြန်မာဒါရိုက်တာကဒုံးကြီးကာကွယ်ရေး project ရဲ့အဆိုပါလက်နက်ဟာဆိုလို့ရှိရင်ဒီပင်လယ်နက်မှာတန်ဖိုးမြေရုရှားသင်္ဘောများကိုတိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း ောင်း၎င်းအဆိုလို့ရှိရင် NDA ရှိချောင်းကိုလည်းပဲ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့ဒုံးကျည်မဟာဆိုလို့ရှိရင်ရှားပါလာတာကြောင့်ဒီလက်နက်ဟာဆိုလို့ရှိရင် ယူကရိန်းတင်ပေါ်အားနောက်ပြန်တွေ့ချကဒုံးကျည်တင်ပေါ်ပြင်မိုင်းဖဲခြင်းများကိုလှုပ်ဆောင်နိုင်ခဲ့ကြောင်းအမေရိကန်ရရှိတဲ့ဦးကပြောကြားခဲ့ပါတယ်။ယူကရိန်းကဆိုလို့ရှိရင်၎င်းတို့အသုံးပြုနိုင်မှုရအတွက်အခြားနိုင်ငံများအပေါ်မိခိုးနေဖွယ်ရှိပါတယ်။ရှီလျားရဲ့အကွာအဝေးတွင်ထိရောက်တဲ့တင်ပေါ်ဖြတ်စနစ်များကိုပြစ်မှတ်ထားဖို့ရန်အတွက် ဒေတာကိုအသုံးပြုခဲ့ပြီးလက်တုံပြန်မည်ကိုကြောက်ရွံ့နေသည်ကိုမတွေ့လိုကြောင်းအမေရိကန်ရာရှိက ပြောကြားခဲ့ပါတယ်။ဒိမတ်ကကွယ်ရေးဝန်ကြီးဌာနက၎င်းတို့ရဲ့သူလောင်မှုအားနှက်ချက်ပြီးမှုရန်တောင်းဆိုချက်ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။နားထောင်သူများကျေးဇူးပြု၍အောက်ခြေတွင်ရှိတဲ့ comment တွင်တက်မဲ့ချက်များထားရှိခဲ့ကနောက်ထပ်ဗီဒီယိုအသစ်များကြည့်ရှုနိုင်ဖို့ရန်အတွက်ဤ channel subscribe ကလပ်ကိုနှိပ်မိပါနဲ့။ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်သတင်းလောင်များမှာဆက်လက်တွေ့ဆုံကြပါမယ်ရှင်။ဘာတန်ချက် တာလေးရင်းများအကြောင်းပဲဖြစ်ပါတယ်။မြမတက်မတော်ဘဟုသူရအနေဖြင့်ပြိသက်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုလိုက်နာဖို့ဖြစ်ပေါ်ပါရစေ။ချက်တမရနိုင်ငံကရုရှားနိုင်ငံရဲ့ကြီးမားတဲ့လက်နက်များနဲ့စင်တူတီဒုံးဒီလောင်စာ၂၀ IM ခန့်ကိုယူကရိန်းကိုပေးပို့ထားပြီးတော့ယူကရိန်းကွန်မြူနီနိုင်ငံများနဲ့ယူကရိန်းတို့ရဲ့ကြာဆုပ်ပြည့်ပုံစံလက်နက်မှုလက်နက်များပေးပို့မှုအချိန်မြင့်တင်နေသည်ဟုကာကွယ်ရေးအကြီးအကဲကာကွယ်ရေးဝန်ထမ်းကအရာရှိတဲ့ဥက္ကဋ္ဌပြောကြားခဲ့ပါတယ်။